ကိုပါကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီ lobby တွေလည်းပဲအဲ့တော့ကြက်ကြက်သတိထားပါလို့ကျွန်တော်ပြောချင်ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကဗိုလ်ချုပ်အောင်ဆန်းစတိုင်အထုခိုးပြီးတော့လော်ဘီတွေကြက်ကြက်သတိထားပါလို့ပြောလိုက်တဲ့စကားဟာတော်တော်လှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။ဗိုလ်ချုပ်အောင်ဆန်းလေတံဗိုလ်ချုပ်အောင်ဆန်းစကလုံးတွေတုံးပြီးတော့စတိုင်နဲ့မလိုက်နဲ့ပြောလိုက်လို့အဲ့ဒီလောက်ရကိုမုန်းတဲ့သူတွေလည်းရှိတယ်လို့မတတ်မရရှက်ရှားကြီးလို့ခံစားချားတဲ့သူတွေလည်းရှိပါတယ်။သူ့ပါတီတွေကလူတွေကတော့ ဂုံယူအားတက်ကြတာမျိုး ရှိခြင်းရှိကြပါလိမ့်မယ်ဒီရွေးကောက်ပွဲပြီးလို့ရှိရင်ဥက္ကူကြီးဟာဒုတိယသမရတောင်ဖြစ်လာနိုင်တယ်လို့ခံမှန်းပြောဆိုကြတဲ့သူတွေလည်းရှိပါတယ်ဒီရွေးကောက်ပွဲပြီးရင်ဥက္ကူကြီးဘာဖြစ်လာမှာပါလဲအခု2025ဒီဇင်ဘာမှာလုံးမဲ့ရွေးကောက်ပွဲဟာမြမတပိုင်းမှာဝေဖန်မှုအခမ်းအနားဆုံးရွေးကောက်ပွဲဖြစ်ပါတယ်ရွေးကောက်ပွဲမလုပ်ခင်ကတည်းကပြည်သူလူထုကြီးကရောနိုင်ငံတကာကပါလုံးဝအယုံကြည်ကင်းမဲ့ကြတဲ့ရွေးကောက်ပွဲလည်းဖြစ်ပါတယ် အယုံကြည်ကင်းမဲ့ကြောင်းကိုသူတို့ပြောစကားတွေအရသိနိုင်ကြပါတယ် I don't think anybody believe that those elections will be free and fair I don't think anybody believes those is action elections will continue ဒီရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့သူကမှမယုံကြပါဘူးဗမာပြည်ရဲ့ပြဿနာတွေကိုအပြေထုတ်ဖို့အတွက်ဒီရွေးကောက်ပွဲကဘာတစ်ခုမှကောင်းကျိုးပြုလိမ့်မယ်လို့လည်းမထင်ပါဘူး that these elections um are a sham they're a fraud you cannot have a free and fair election when you uh, arrest, detain, imprison, and torture uh, the leaders of the political opposition. တတော်နဲ့ငါကုနေဒီဇင်ဘာ28မှာလုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောရရင်အဲ့ဒါဟာအတူရောက်မှာအလိညာရွေးကောက်ပွဲပါအတိုက်ခံနိုင်ငံရေးခေါင်းဆောင်ကိုဖမ်းဆီးထိန်းသိမ်းထောင်ချညှဉ်းပန်းထားပြီးတော့လုံတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မြတ်တာတဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူးပြီးခဲ့တဲ့ရွေးကောက်ပွဲနှစ်ဆက်မှာတောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ NLD အပါအဝင်ပါတီပေါင်း40ကိုဖျက်သိမ်းပြီးတော့လုပ်တဲ့ရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ပါဘူး You pointed out the importance of calling out these sham elections that are that are coming up these are not legitimate free and fair elections these are ခင်ဗျားထောက်ပြသလိုပါပဲအခုလုပ်မဲ့ရွေးကောက်ပွဲဟာအတူယောင်ရွေးကောက်ပွဲမျှတာဖြစ်တယ်ဆိုတဲ့အချက်ကသိအရေးကြီးပါတယ်တရားဝင်တဲ့ရွေးကောက်ပွဲမဟုတ်ပါဘူးလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ပါဘူးစစ်ဆိုးရကသူ့အတွက် <laughs> Mr Speaker the people of Myanmar are bravely resisting uh, one of the most brutal military dictatorships in the world today and they deserve our help The war criminals မြန်မာနိုင်ငံကိုကြိုးကန်အုပ်ချုပ်နေတဲ့စစ်ရာဇဝတ်ကောင်တွေဟာဒီနှစ်မကုန်ခင်ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေပါတယ်။အဲ့ဒါဟာအထွေထွေရွေးကောက်ပွဲ General Election မဟုတ်ပါဘူး။ဗိုလ်ချုပ်တွေလုပ်တဲ့ရွေးကောက်ပွဲ General Election ပါ။အာဆီယံကလည်းအကြမ်းဖက်မှုရပ်တန့်ဖို့အရင်မကြိုးစားပဲလုပ်တဲ့ရွေးကောက်ပွဲမို့လို့လက်မခံနိုင်ဘူးလို့ဆိုထားပါတယ်။ဒါရင်မကရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တောင်မှအာဆီယံကိုစားပြုပြီးတော့ဆွေးလွတ်မှာမဟုတ်ဘူးလို့လည်းပြောဆိုခဲ့ပြီးပါပြီ။ ဗိုလ်ချုပ်မင်းအောင်လှိုင်ကတော့ဒီရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်မြို့ရီရွာတွေကိုအကြီးအကျယ်ပုံကျဲနေပါတယ်။ပြည်သူ့စစ်ဖြစ်ပွားလာတဲ့ဒီ၄နှစ်ခွဲကာလအတွင်းမှာအခုရွေးကောက်ပွဲအကြိုကာလဘုံကျဲမှုကအများဆုံးပါ။သူတို့လုပ်မဲ့ရွေးကောက်ပွဲအတွက်ကလေးတငယ်တွေအပါအဝင်လူအမြောက်များအသက်ပေးခဲ့ကြရပါတယ်အသက်ပေးနေကြရပါတယ်ရွေးကောက်ပွဲကိုစန့်ကျင်လို့ဆိုပြီးတော့ဖန်စီထောင်ချတာတွေကိုလည်းအကြီးကျယ်လုပ်နေပါတယ်ဟာဟာပေးတဲ့လူအသက်ပေးတဲ့လူ like ပေးတဲ့လူကိုတောင်မ ဖမ်းပါတယ်ချောင်းစုံမြို့နယ်မှာ အသက်65နှစ်အရွယ်အဖိုးဦးကျော်မြင့်ကိုရွေးကောက်ပွဲကိုယ်စားလှယ်ဆင်းဆုပ်ဖြဲလို့ဆိုပြီးတော့နိုဝင်ဘာလ22ရက်နေ့မှာထောင်ဒဏ်18နှစ်အထိချမှတ်ခဲ့ပါတယ်သူတို့ဖမ်းထားတဲ့လူတွေရာကြောပါပြီဒါကိုကြည့်လို့ရှိရင်ရွေးကောက်ပွဲအပေါ်မှာ ပြည်သူလူထုကဘလောက်ထိစိတ်ပြက်နေတယ်ဆန့်ကျင်နေတယ်ဆိုတာကိုမြင်တွေ့နိုင်ပါတယ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အဆိုအဝါဆုံး ရုပ်ပြက်စင်ပြက်အနိုင်ဆုံးအချက်ကတော့2020ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီရဲ့ခေါင်းဆောင်တွေကိုထောင်ထဲထည့်ပြီးတော့လုတ်တဲ့ရွေးကောက်ပွဲ ဖြစ်နေတဲ့အချက်ပါပဲသူတို့ကိုနိုင်ထားတဲ့အဲ့ဒီ NLD ပါတီကိုလုံးဝဖျက်သိမ်းပြလိုက်ပါတယ်အဲ့ဒီ2020ရွေးကောက်ပွဲမှာရှုံးနိုင်ခဲ့ဘူးသူတွေကြည့်တက်တက်ဖယ်ရှင်ပြိုင်ကြမဲ့အရှုံးသမားတွေရဲ့ရွေးကောက်ပွဲဖြစ်နေပါတယ်အဲ့ဒါအခုလုတ်မဲ့ရွေးကောက်ပွဲအတွက်ဂုံသိက္ခာအမဲ့ဆုံးအချက်ပါပဲ ဒါတွေအလုံးဟာရွေးကောက်ပွဲပုံရိပ်ပါဒီရွေးကောက်ပွဲဟာဘလို့ရွေးကောက်ပွဲလဲဆိုတာကိုတယုတ်ဖို့ကပြနေတဲ့ဇလန်းတွေပါပဲဥက္ကူကိုကြီးစီကိုကျွန်တော်အင်တာဗျူးတောင်းထားတာ၁၀ရက်ကျော်ပါပြီအကြောင်းမပြန်ပါဘူးဥက္ကူကိုကြီးနဲ့ကျွန်တော်နဲ့အရင်ကအင်တာဗျူးအများအပြားလုပ်ခဲ့ပြီးပါတယ်ဒါပေမဲ့အခုအာနာသိန်းအပြီးမှာတော့အချိန်ချင်းတောင်းဝင်မဲ့ကျွန်တော်ကိုအင်တာဗျူးမပေးပါဘူးသူကိုယ်တိုင်မဖြေချပါ့မယ်ရသမျှအချက်လက်တွေအပေါ်မှာပဲသုံးသပ်ကြည့်ပါမယ်ကျွန်တော်တို့ဆဲဆိုတိုက်ခိုက်ချင်းချောက်ခံပြီးတော့ ဟလာအခမ်းမသိရင်လဲဟာဒီဘက်မှာကဟလာမယုံတင်တာနဲ့စစ်မေးတာဖမ်းဆီးတာခံကောင်းလဲခံရနိုင်အဲ့ဒီအန်ဒီအေဂျားထဲမှာနိုင်ငံကိုနိုင်ငံရေးနီလန်းနဲ့ပြုတ်ပြင်းပြောင်းလဲဖို့စ조사နေတဲ့လူတွေကိုနိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နဲ့လို့ကိုဘကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီ lobby တွေလည်းပဲအဲ့ဒါကြက်ကြက်တတိထားပါလို့ကျွန်တော်ပြောချင်နိုင်ငံရေးနီလန်းနဲ့ဆောင်ရွက်တဲ့ platform ကို ဖြက်စီးပြဖို့ကြိုးစားတဲ့သူတွေကြက်ကြက်သတိထားပါလေသူကခက်တီတီကြီးမိန်ကြားသွားပါတယ်ဘသူတွေကို ပြောတာပါလဲလော်ဘီတွေလို့ပြောထားတော့စစ်တပ်ကိုပြောတာတော့မဟုတ်တော့ပါဘူးစစ်တပ်ကိုတော့သူကပြောမဲ့ပုံလည်းမရှိပါဘူးရွေးကောက်ပွဲရလက်တောင်မှစစ်တပ်ကြိုက်တဲ့ရလက်မျိုးထွက်မှာဖြစ်မယ်လို့ပြောထားတဲ့သူပါဒီတော့သူ့ရမန်းချက်ကလည်းစစ်တပ်အကြိုက်ရလက်ကြီးထဲမှာအုတ်တစ်ချက်တဲတဲ့ပွင့်အနေနဲ့ဝန်ထမ်းဖို့ပဲဖြစ်မှာပါ စစ်တပ်ကိုစိတ်နဲ့တောင်မပြစ်မနဲ့လို့ပြောဘူးတဲ့ဗိုလ်ချုပ်အောင်ကြီးကိုလည်းသူကမကြခင်ကပဲကာကွယ်ရေးသားသွားခဲ့ပါသေးတယ်တကယ်တော့နိုင်ငံရေး platform ကိုဖျက်ဆီးတာဟာစစ်တပ်ပါသူတို့အနိုင်မရလို့အာဏာသိမ်းတာဟာနိုင်ငံရေး platform ကိုဖျက်ဆီးတာပါပဲလူတိုင်းသိပြီးသားမလို့အကျယ်ရှင်းမပြတော့ပါဘူးကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူးမြစ်တာရက်ခတ်ပါတယ်အဲ့ဒါလို့ခိုးကူး ပြန်တင်လောက်တာတွေဟာမီဒီယာရဲ့ရည်ရည်အတွက် ကြီးကြီးမားမားအဟံအတာအနှောက်ယှက်ဖြစ်လာနေပါတယ်။ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကိုအားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအဖြစ်မီဒီယာရေရှည်ရည်တည်နိုင်ရေးကို အားပေးကူညီကြပါလို့မြစ်တာရက်ခံပါတယ်ခင်ဗျာ။ဒီဗီဒီယိုထဲမှာသူများသတိမထားမိတဲ့အချက်ချက်ကိုကျွန်တော်သတိထားမိပါတယ်။ဥက္ကူကိုကြီးပေးမှာထိုင်နေတဲ့ ဒီလူရဲ့နာမည်ကဥအောင်ခိုင်ဦးလို့ခေါ်ပါတယ်သူ့ကိုဥကုကိုကြီးရဲ့အနီးကပ်ခဏခဏတွေ့ရပါတယ်ဥကုကိုကြီးအတွက်ရေးပါတဲ့လူယုံတော်တယောက်ဖြစ်ပုံရပါတယ်နိုင်ငံသားဧည့်သည်နဲ့တွေ့ဆုံတဲ့ပွဲမှာတောင်သူ့ပါပါတယ်သူ့တယောက်တည်းပဲပါတာကိုတွေ့ရပါတယ်သူဟာ2015 2020ရွေးကောက်ပွဲတွေမှာကြက်ခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ်နဲ့ဝင်ရောက်ရှင်ပြိုင်ပြီးတော့နှစ်ကြိမ်စလုံးမှာ ရှုံးနေခဲ့တဲ့သူဖြစ်ပါတယ်သူကရဲအရာရှိဟောင်း ြို့နယ်မှုဟောင်းလည်းဖြစ်ပါတယ်မြို့နယ်မှုယာရုရဖို့အတွက်ကျောင်းနေဘက်တငယ်ချင်းရဲ့အဖေကဘိုတန်းရွှေလက်ထက်မှာလူကြီးဖြစ်နေလို့သူ့ကိုသွင်းပေးခဲ့တာပါပြည်သူပါတီရဲ့ဘိုးကောမဒီအစည်းအဝေးတက်ရောက်သူများတပ်ပုံထဲမှာသူ့ကိုတွေ့ရတဲ့အတွက်သူဟာဘိုးကောမဒီဝင်တယောက်လို့ခန့်မှန်းရပါတယ်သူ့နာမည်ကတော့မိုက်ကယ်ထရွန်လို့ခေါ်ပါတယ်ပြည်သူပါတီရဲ့ကိုယ်စားလှယ်ဖြစ်ပြင်ဦးလွင်မြို့နယ်ကနေဝင်ပြိုင်မဲ့သူပါတိုင်းဒေသကြီးလွှတ်တော်မှာ FPTP ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်မဲ့သူပါသူဟာကြံ့ခိုင်ရေးပါတီနဲ့အလွန်နှီးဆက်သူဖြစ်ပါတယ်ကြံ့ခိုင်ရေးပါတီရဲ့လှုပ်ရှားမှုတွေမှာပါဝင်ခဲ့ဘူးသူလည်းဖြစ်ပါတယ်ကြံ့ခိုင်ရေးပါတီဝင် ဟုတ်မဟုတ်ကိုတော့တိတိကျကျမသိရပါဘူးသူ့နာမည်ကဒေါ်လွင်လွင်ပါပါ သူကအမရပူရာမြို့နယ်ပြည်သူ့ပါတီအတွင်းရဲ့မှုပါသူကမန္တလေးအမရပူရာမြို့နယ်ပြည်သူ့လွှတ်တော်မှာ FPTP အမတ်လောင်းဖြစ်နေဝင်ရောက်ရှင်ပြိုင်မဲ့သူပါမဘာတာတယောက်ဖြစ်ပါတယ် ဝီရသူရဲ့တပည့်လို့သူကိုယ်သူကြေညာထားပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ဒေါအောင်ဆန်းစုကြည်တို့ကိုမုံတီးသူဖြစ်ပြီးတော့ဆန့်ကျင်တဲ့အရေးသားတွေရေးသားထားတာကိုသူ့ရဲ့လူမှုကွန်ရက်ဆန်းမျက်နှာပေါ်မှာတွေ့ရပါတယ်။ပြည်သူ့ပါတီရဲ့ကိုယ်စားလှယ်တော်များဟာအားရစရာကြီးတွေပါ။တကယ့်ကိုအားရစရာအကောင်းဆုံးလူကတော့အခုမှလာမှာပါ။သူကတကယ့်ကိုအားရလောက်အောင်အားပေါင်းအာရင်တန်တန်နဲ့ပြောတတ်သူကြီးပါ။သူ့နာမည်ရင်းကဦးအောင်ကျော်မိုးပါ။သူ့ကို မဘာသမိုက်ကယ်ဇိုးလို့လူသိများပါတယ်သူကိုယ်တိုင်ကလည်းအဲ့ဒီနာမည်ကိုကြည်ကျင်းနဲ့နဲ့ခံယူထားပါတယ်အေရီတိုင်းမော်လမြိုင်ကျွန်းမြို့နယ်မဲဆန္ဒနယ်မှာဥကူကိုကြီးတို့ပြည်သူပါတီရဲ့ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့သူပါသူဟောပြောထားတဲ့ဗီဒီယိုတစ်ခုကိုဖွင့်ပြပါမယ်နားနဲ့မနာဘဝနဲ့နားတော်မူကြပါတတော်စိတ်ပြည့်စရာကောင်းတဲ့စိတ်တက်ရုပ်ပတ်အောက်တန်းကကြတဲ့အမျိုးသားရေလောကဟမ် ပြီးရင်ဘယ်မိမကိုစောင်းဖုံးကြည့်ရမလဲကြောင်ရမလဲမအေလို့အမျိုးသားရေလောကဟမ်မယုံဘူးဆိုရင်ပုံချောချောလလလေးတွေနဲ့အကောင့်တစ်ခုကိုဖွင့်လိုက်ကျွန်တော်မိုင်ကယ်ကိုပြောတာမယုံဘူးဆိုရင်ခမားတို့အထင်ကြီးလေးလားပါလေဆိုတော့အမျိုးသားရေလောကသားတွေပါလာလိုက်မယ်လို့ဖို့ချောင်းလိုက်မယ်နော်ဆရာကြီးခိုင်းတဲ့ဝင်လာလိုက်မယ်ဝိတ်ကောတွေဝင်လာလိုက်မယ်ဟမ် အဲ့လိုသောက်ပဲ့အောက်တန်းသားကြာလို့တဲ့မျိုးသားရေလောကအခုသူဟာပြည်သူပါတီကိုယ်စားလှယ်အဖြစ်နဲ့ဝင်ရောက်ရှင်းပြန်ပါတော့မယ်ပြည်သူလူလူကြီးများသူ့အပြောလေးတွေကိုနှစ်သက်ရင်မဲပေးလိုက်ကြပါခင်ဗျာသူ့နာမည်ကတော့ဒေါ်ဖြိုးဖြိုးတွယ်လို့ခေါ်ပါတယ်သူကနေပြည်တော်လယ်ဝေးမြို့နယ်ကပါပြည်သူလူတော်ရဲ့ FPTP အမတ်လောင်းအဖြစ်ဝင်ရောက်ရှင်းပြန်မှာပါသူကစစ်တပ်ထောက်ခံသူတယောက်ဖြစ်ပါတယ်တပ်ထောက်ခံပွဲတွေမှာပါဝင်လက်ရှိသူတယောက်ပါ သူ့ကိုမဲပေးရင်စစ်တပ်ကိုမဲပေးလိုက်တာနဲ့တိတ်မကွာလောက်ဘူးလို့ထင်ရပါတယ်။ဒေါ်သက်သက်ခိုင်တို့ပြီးသုံးလုံးပါတီကသူတို့ပါတီအတွက်စစ်တပ်ထဲကအရာရှိတွေကိုကိုယ်စားလှယ်လောင်းအဖြစ်နဲ့ပေးဖို့တောင်းခံခဲ့တယ်လို့သူကိုယ်တိုင်ထုတ်ပြောထားတာရှိပါတယ်။ပြီးသုံးလုံးမှာပဲစစ်တပ်လူထွက်တွေကိုအဲ့ဒါလိုလက်ခံထားတာပါနေတာမဟုတ်ပါဘူး။ပြီးနှလုံးပြည်သူပါတီမှာလည်းပါပါတယ်။ နေပြည်တော်ပုပ္ပတိရီမြို့နယ်မှာပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့ပြည်သူ့ပါတီကိုယ်စားလှယ်ကတော့ဗိုလ်ကြီးစင်ဝိုင်းဖြစ်ပါတယ်ကျွန်တော်နာမည်ကိုစင်ဝိုင်းပါအော်ဒါဆိုအကူအဒီဘယ်ပါတီရလဲဗျပါတီတိတ်ကျွန်တော်ပြည်သူပါတီရပါဗျဟုတ်ကဲ့ပြည်သူပါတီရဘယ်မြို့နယ်ဝင်ကြိုင်ပါလဲကျွန်တော်နေပြည်တော်ပြည်ထောင်စုနယ်မြေဇေယျာတိကန်ပုပ္ပတိမြို့နယ်ပြည်သူလူတဲ့ကိုယ်စားလှယ်လောင်းဝင်တိုင်ပါဗျဟောပြည်သူရဝင်တော့အရင်နိုင်ငံရဲ့အရင်နဲ့လောက်တာလားဗျမဟုတ်ပါဘူးဗျ အော်အရင်တော့ကဘာလုပ်တာလဲဗျအရင်တော့ကကျွန်တော်စစ်မှုထမ်းပါဟိုကစစ်မှုထမ်းငိမ့်သားပါဟုတ်ပါလားစစ်မှုထမ်းဆိုတာပြောဟိုစစ်မှုထမ်းဆိုကျွန်တော်တို့ဗာလဲအခြားဆင်လားအရာရှိလားအရာရှိပါအော်အရာကြီးကထွက်တာဘယ်လောက်ကြာပြီဗျအာကျွန်တော်က၈လပိုင်း၂ရက်နေရထွက်ပါတယ်၃ရက်နေမှာကျွန်တော်ပါတီဝင်ပါတယ်အော်ဂုလ၂ရက်နေမှာတက်ကထွက်ပြီးတော့အော်ဂုလ၃ရက်နေမှာပြည်သူ့ပါတီဝင်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်ဘိုးကြီးခမောင်ချူကတော့ OTS အမှတ်စဉ်၈၈ကနေဆင်လာတဲ့ဘိုးကြီးဟောင်းဖြစ်ပါတယ 2009-2010ခုနှစ်ဘိုတန်းရွှေနာမည်ဇိုးနဲ့ကြော်ကြားနေတဲ့အချိန်မှာ သူဟာဗမော်မြို့နယ်ရဲ့မာယကအဖွဲ့ဥက္ကဋ္ဌပါအဲ့ဒီကလဟာနာခိမုံတိုင်းကြီးတိုက်ပြီးစအချိန်2008အခြေခံဥပဒေအတည်ပြုတဲ့အချိန်တွေဖြစ်ပါတယ်သူကတော့ဘိုးကြီးဟိန်းထူးလိုက်မှာ2019ခုနှစ်လောက်က KNU တက်မဟာနှစ်နယ်မြေမှာစစ်တပ်ဘိုးကြီးအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့သူပါ စစ်တပ်မှာ2008ခုနှစ်ကနေ2022ခုနှစ်အထိစလစ်နစ်တာဝန်ထမ်းဆောင်ခဲ့ဘူးသူလို့ဆိုပါတယ်သူကစစ်ဘုံလူထွက်ပါငိမ့်ချမ်းရေးရစေခြင်းလို့လွတ်တော်အမတ်အဖြစ်အရွေးကောက်ခံတာလို့သူကဆိုပါတယ်သူကအငိမ့်စားဘူကြီးအစ်ဆက်လို့ခေါ်ပါတယ်ပြည်သူပါတီရဲ့ရွေးကောက်ပွဲကိုယ်စားလှယ်ပါပဲတကုံမျိုးသစ်တောင်ပိုင်းမြို့နယ်ရဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်မယ်လို့ဆိုထားပါတယ် FPTP ကိုယ်စားလှယ်အနေနဲ့ဝင်ရောက်ရှင်ပြိုင်မှာပါ စစ်တပ်ကနေဘယ်တော့ကထွက်တယ်ဆိုတာကိုတော့တိတိကျကျမသိရပါဘူးမန္တလေးတိုင်းမက်ဆန်နတ်နဲ့အမှတ်3ကနေအမျိုးသားလွှတ်တော်ကိုစလဲ PR ကိုစလဲလောင်းဖြစ် ဝင်ရောက်ရှင်ပြိုင်မဲ့သူကဥဝင်းဆန်းဦးလို့ခေါ်ပါတယ်ပြည်သူ့ပါတီကိုစလဲပါသူက DSA အပတ်စဉ်90တင်းနှန်းစင်ပါအဲ့ဒီမန္တလေးတိုင်းမက်ဆန်နတ်နဲ့အမှတ်3ကနေပဲအမျိုးသားလွှတ်တော်ကိုစလဲ PR ကိုစလဲလောင်းဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့သူကဥဟန်မင်းဝင်းလို့ နာမည်ပေးထားပါတယ်။သူက DSA အပတ်စဉ်52တင်နန်းစင်ပါ။ PR ကိုစလေတွေကအထူးရည်ရွယ်ထားတဲ့ကိုစလေတွေဖြစ်နေတာ များပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့က FPTP လို့ကိုရိုင်းအနိုင်မရခဲ့လို့ရှင်းတောင်မှအချိုးကျအမတ်နေရာတချို့ရလို့ရှိရင်သူတို့ကိုထည့်သွင်းပေးလို့ရတဲ့အတွက် PR ကိုယ်စားလှယ်တွေဟာတေချာပေါက်ထည့်ကျင်တဲ့သူတွေကို ရထားလိရှိပါတယ်ခင်ဗျားတို့မကြိုက်တဲ့သူတွေအုတ်ချုပ်မှာကိုမလိုလားရင်ကျွန်တော်တို့ပါတီကိုမဲပေးပါလို့ဥက္ကူကြီးကပြောပြီးတော့မဲဆွဲပါတယ်အခုတွေ့ရတာကတော့ပါတီတိုင်းဟာအုတ်ရောရောကြောက်ရောရောဖြစ်နေပါတယ်အခုကျွန်တော်အပေါ်မှာဥမာပေးထားတဲ့ရွေးကောက်ပွဲကိုယ်စားလှယ်တွေကိုကြည့်ရင်ဘယ်ပါတီကိုပဲမဲပေးပေးတိတ်မထူးလောက်ဘူးလို့ထင်စရာရှိပါတယ်အခုကျွန်တော်ပြောထားတဲ့ကိုယ်စားလှယ်တွေဟာကျွန်တော်တွေ့တဲ့လောက်ကိုပဲဥမာပေးထားတာပါအချိန်ယူ ကြကြနာနာသူတေသနာလုပ်ပြီးတော့အကုန်လုံးလှန်လောရှာဖွေထားတာမဟုတ်ပါဘူးအကုန်လုံးကိုသာစစ်စစ်ပတ်ပတ်ရှာဖွေရင်ဒီထက်အများကြီးပိုတွေးရအောင်မယ်လို့ယုံကြည်ပါတယ်ဥက္ကုကိုကြီးနဲ့လွန်ရင်းနှီးတဲ့လုတ်ဖော်ကိုင်ဘက်တဦးဖြစ်သူကိုချင်းမီဟာကျိုးပေးအသက်ခံထားရပါတယ်ဥက္ကုကိုကြီးကတော့အဲ့ဒီကျိုးပေးတပ်သူတွေချဲလဲကျင်းပတဲ့လွတ်တော်တဲ့ဝင်ရောက်ဖွေရာရွေးကောက်ပွဲမှာရှင်ပြိုင်မှာတော့မယ်ကိုချင်းမီကို ကျိုးပေးတက်ထားတဲ့လူတွေရဲ့မျက်နှာကိုသူဘလို့စိတ်ထားနဲ့ကြည့်ရှုပြီးတော့ဘလို့စိတ်ထားနဲ့စကားပြောဆိုနေပါတယ်သူတငယ်ချင်းကိုကျိုးပေးတက်ထားတဲ့လူတွေစီကဘာတွေများရမယ်လို့ထင်လို့သူဟာနိုင်ငံရေးပူပေါင်းဆောင်ရွက်နေတာပါလေသူပြောတာကတော့နိုင်ငံရေး platform လို့ဆိုပါတယ်အဲ့ဒီ platform ပေါ်မှာဘာတွေကိုများဥက္ကုကိုကြီးတွေ့ထားပါတယ်အများပြည်သူနိုင်ငံတကာနဲ့သတင်းသမားတွေကတော့အဲ့ဒီ platform ပေါ်မှာအမိုက်တွေကိုပဲမြင်ပါတယ် ဥပုဘူကြီးကဘာတွေကိုမြင်ထားပါသလဲတရားမျှတမှုလုံးဝမရှိဘဲအဆုံးစွန်အထိညစ်ပတ်ထားတဲ့ရွေးကောက်ပွဲတစ်ခုကနေပြည်သူလူထုအကျိုးစီးပွားကိုတော့ဘလို့နည်းနဲ့မှရှာဖွေလို့ရနိုင်မယ်မထင်ပါဘူးဒီရွေးကောက်ပွဲကစစ်အုပ်စုနဲ့ကြက်ခံရေးကအပိုင်ညစ်ထားတဲ့ရွေးကောက်ပွဲပါခလေးတောင်သိပါတယ်2015ရွေးကောက်ပွဲမှာဥက္ကမောင်ဆွေတို့ဥသိမ့်ညွန့်တို့ရခဲ့တဲ့အခြေအနေလောက်တောင်မှဥက္ကူကြီးတို့ အခြေအနေမကောင်းနိုင်ပါဘူးအဲ့လိုရွေးကောက်ပွဲကနေသူဟာဘယ်နဲ့နေရာများအနိုင်ရမှာပါလဲသူဟာနေရာအ ਨੇ စုကိုပဲအနိုင်ရမယ်ဆိုတာလေသူ့ဘာသာတွက်ပြီးသားပါဝင်ပြိုင်နိုင်တဲ့နေရာစုစုပေါင်းကကြက်ခန့်ရေးပါတီရဲ့တဝက်လောက်ပဲရှိပါတယ်ကြက်ခန့်ရေးပါတီက293နေရာရှင်ပြိုင်ပြီးတော့ပြည်သူ့ပါတီက150တနေရာပဲပြိုင်နိုင်တာပါသူရမယ့်အမှတ်နေရာ အ ਨੇ စုကိုကန်ပြီးတော့စေအုပ်စုရဲ့သွေးစွန်း platform ပေါ်ကနေဘာတွေများရနိုင်ပါပါလဲအဲ့ဒီ platform ပေါ်မှာဒေါန်ဆန်းစုကြည်ကိုယ်တိုင်ဝန်ကစားကြည့်ပြီးပါပြီ85ရာခိုင်နှုန်းကျော်အနိုင်ရထားတဲ့အမတ်တွေနဲ့ဝန်ကစားကြည့်တာတောင်နောက်ဆုံးတော့အညစ်ခံရပါတယ်အာဏာအသိခံရပါတယ်ဒေါန်ဆန်းစုကြည်တောင်ဘာမှ ဖြစ်ဖြစ်မြောင်မြောက်လုတ်ခွင့်မရခဲ့ပါဘူးအခုအဲ့ဒီ platform ဟာ ဒေါအောင်ဆန်းစုကြည်တို့ဝင်ပြိုင်နှုန်းကထက်အများကြီးပိုဆိုးနေပါတယ်။တွေးတွေစွန့်နေပါတယ်။မတရားညစ်ပတ်မှုတွေအထက်ထက်တိုးထားပါတယ်။အဲ့ဒီ platform ပေါ်ကနေဥက္ကူကိုကြီးဘလို့ပဲရှာရှာပြည်သူလူထုရဲ့အကျိုးစီးပွားကိုတော့တွေ့နိုင်စရာမရှိဘူးလို့ပြောရဲလွန်မယ်မထင်ပါဘူး။ကဲပြည်သူလူထုအတွက်အကျိုးစီးပွားမရနိုင်ဘူးဆိုတော့သူ့အတွက်တကိုယ်ရေးအကျိုးစီးပွားများ ရနိုင်စရာရှိပါသလား။ စေအောင်စုကငါတို့ရွေးကောက်ပွဲမှာအိပ်ဖြစ်ကစားပေးပါမင်းကိုနေရာကောင်းကောင်းတနေရာပေးပါမယ်လို့သဘောတူညှိနှိုင်းထားတာမျိုးများရှိနိုင်ပါသလားစေအောင်စုရဲ့ဂရီစကားကိုယုံစားရင်တော့အမှားကြီးမှားပါလိမ့်မယ်လူသိရှင်ကြားပေးထားတဲ့ဂရီတွေကိုတောင်မှစေအောင်စုဟာအချင်းချင်းချိုးဖောက်ခဲ့တယ်ဆိုတာကိုဥက္ကူကိုကြီးမသိစရာအကြောင်းမရှိပါဘူးဥက္ကူကိုကြီးဟာရွေးကောက်ပွဲပြီးရင်ဒုတိယသမ္မတဖြစ်လာလိမ့်မယ်လို့ခံမှန်းနေတဲ့သူတွေရှိပါတယ်ဥက္ကူကိုကြီးကိုဒုတိယသမ္မတနေရာပေးဖို့စေအောင်စုကသဘောတူထားတယ်ဆိုတာမျိုးခံမှန်းတာပါ ဒုတိယသမရလွတ်တော်ဥက္ကဋ္ဌလွတ်တော်ဒုဥက္ကဋ္ဌတို့လိုနေရာမျိုးဟာတကယ်တော့ပေးမယ်ဆိုရင်စေအုပ်စုအနေနဲ့ပေးလို့ရပါတယ်ပေးပြောပါတယ်တရားလဲဆိုရင်ပေါ့လေဘုဇုံတန်းရွှေသားဆိုလို့ရှိရင်ပေးကောင်းပေးနိုင်တော့တယ်လို့တွက်ချက်ခံမှန်းလို့ရပါတယ်ဘုဇုံမင်းအွန်လိုင်းကတော့အရင်အရင်အာနာရှင်နေနဲ့မတူတဲ့သူပါသူကအပြတ်လုတ်တက်တဲ့သူတယောက်ပါသူများကိုနည်းနည်းမှမတရားတဲ့သူနည်းနည်းမှမျှဝေမကြွေးကျင်တဲ့သူမျိုးပါ ူ့ကိုနည်းနည်းပါးပါးအန်ဒီရဲ့ပေးနိုင်လောက်တယ်လို့ထင်ရင်တော့အပြက်ခါထုတ်တတ်တဲ့သူပါသူ့အတွက်စိတ်မချဘူးထင်လို့ရှိရင်မွေပွေးကပိုက်ပိုက်ဖို့မဆိုထားနဲ့ရင်းမွေတောင်းကပိုက်ပိုက်လိမရှိတဲ့သူပါစစ်တပ်အကြိုက်လိုက်ပြီးတော့တီကောင်လေးလိုဟန်ဆောင်ပြလဲလွယ်လွယ်နဲ့ယုံမဲ့သူမျိုးမဟုတ်ပါဘူးမွေမွေချင်းချင်းမြင်တတ်တဲ့သူပါရွက်ကောက်ပွဲပြီးသူတို့အသာစီးရရင်ဘုံမြင့်အောင်လိုင်ဟာ နောက်ဆိုရကိုစစ်တပ်ကလူတွေနဲ့ပဲအပြစ်ဖွဲ့စည်းဖို့များတယ်လို့ယူဆရပါတယ်။အခုစစ်တပ်ထဲကလူတွေစစ်တပ်ထိပ်ပိုင်းကလူတွေအခုဗိုလ်မင်းအောင်လှိုင်ရဲ့စစ်ကောင်စီမှာယာရူးကြီးယူခဲ့တဲ့သူတွေကို အခုကြက်ခန့်ရေးပါတီတဲကိုထည့်ပြီးတော့ကြတော့ရွေးကောက်ပွဲဝင်ခိုင်းတာကို ကြည့်လို့ရှိရင်သူ့ရဲ့အကြံစီကိုတော်တော်လေးသိနိုင်ပါတယ်။တိုင်းရင်းသားတွေကနေတော့ဟန်ပြလောက်ပါနိုင်ပါတယ်။အဲ့ဒီတိုင်းရင်းသားဆိုတာကလည်း စစ်ထွက်တိုင်းရင်သားတို့ကြံ့ဖို့တိုင်းရင်သားတို့သာဖြစ်ပါလိမ့်မယ်။အပြတ်လုံမှာပါမယုံမရှိပါနဲ့စစ်တိုက်တဲ့နေရာနဲ့စီမံအုပ်ချုပ်တဲ့နေရာမှာမပြတ်မသားနဲ့ရောင်းဝါးဝါးခဏဖြစ်တတ်တဲ့ဘုံမင်းအွန်လိုင်းဟာရက်ဆက်ရမယ်နေရာမှာတော့အလွန်ပြတ်သားပါတယ်။ကိုကျိုးစီဝါနဲ့ပတ်သက်အလွန်ပြတ်သားပါတယ်။ဥမာတစ်ခုကိုပြောပြပါမယ်။ဘုံနေဝဲလက်ထက်မှာဘိုးဆန်းယူကနံပါတ်1ဘိုးတန်းရွှေလက်ထက်မှာဘုံမောင်အေးကနံပါတ်2ပါ။ဘုံမင်းအွန်လိုင်းလက်ထက်မှာနံပါတ်1ဘယ်သူပါလဲ။နံပါတ်1ပြောင်းနေပါတယ်။ အဲ့ဒါတမင်လောက်ထားတာပါဘသူကမှမယုံနိုင်ဘသူကမှမျှဝေစားတော့ခွင့်မပေးချင်တာရဲ့ကြောင့်နံပါတ်1တွေအများကြီးဖန်တီးထားပါတယ်တိတိကျကျနံပါတ်1ဘသူဆိုတာကိုကြာရှာမရပါဘူးပြောရမှာအာနာစရာတောင်ကောင်းမလားမသိပါဘူးဒီလူကြီးကအဲ့ဒါလောက်ထိရုပ်မာတယ်လို့သာပြောလိုက်ချင်ပါတော့တယ်အဲ့ဒါကြောင့်ဥက္ကူကြီးပြောနေတဲ့နိုင်ငံရေး platform ဆိုတာ ပေါ်ကနေပြည်သူ့အကျိုးစီးပွားနဲ့တူတာဆိုလို့ ပန်းချောက်ကလေးတပွင့်တောင်မှရနိုင်ရမှာရှိပါဘူး။သူ့ကိုကျိုးအတွက်ဆေးဥစုကသဘောတူထားတာနည်းနည်းပါးပါးရှိကျင်ရှိနိုင်ပေမဲ့မျိုးမျိုးမြက်မြက်ရနိုင်ခြေကတော့အလွန်နှဲပါလာပါတယ်။ရွေးကောက်ပွဲပြီးရင်ဥက္ကကိုကြီးဘာဖြစ်လာမလဲဆိုတော့စစ်တပ်နဲ့ပေါင်းသင်းသူကြီးဆိုပြီးတော့ပြည်သူလူထုကထင်မြင်သူတယောက်ဖြစ်လာပါလိမ့်မယ်။အခုကိုထင်နေကြပါပြီ။ရွေးကောက်ပွဲအပြီးမှာဥက္ကကိုကြီးရဖို့အများဆုံးဖြစ်နိုင်တာကတော့အသေးကွဲဝေဒနာနဲ့ ပြည်သူတွေကပေးတဲ့နာမည်ဆိုးလက်မှတ်တစ်ခုသာဖြစ်ဖို့များပါတယ်ခင်ဗျာ။